ဆယ်လီတိုင်းကိုအင်တာလိုက်ဗျူးနေရတဲ့မီဒီယာသမားတွေရဲ့ဘဝကတကယ်တော့အရန်ကိုသနားစရာကောင်းပါတယ်။အားလုံးမင်္ဂလာပါပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ခင်ဗျားတို့ရဲ့စိတ်ထဲမှာနည်းနည်းလေးနားလည်မှုလွဲနေတဲ့အကြောင်းအရာလေးကိုပြောပြသားမှာပါ။ဒါကတော့ဒီနိုင်ငံမှာရှိတဲ့မီဒီယာသမားတွေရဲ့ဘဝပါပဲ။မှန်ပါတယ်။ခင်ဗျားတို့တွေကတော့ online ပေါ်မှာတက်လာတဲ့အင်တာဗျူးဗီဒီယိုလေးတွေကိုကြည့်ရင်ဒီကောင်တွေဒီကောင်မတွေကဘာတွေ live view နေမှမသိဘူး။ ီ channel ကဘယ်လိုမီဒီယာဓမ္မအိုက်လည်းမသိဘူးကွာဘလိုကောင်တွေကို live view နေမှန်းလည်းမသိဘူးလို့ခမားရရဲ့စိတ်တည်ထဲမှာတွေးကောင်တွေးနိုင်ပါလိမ့်မယ်ဒါကလည်းမှားတယ်လို့ကျွန်တော်မယူဆပါဘူးမှန်ပါတယ်ဒါပေမဲ့လည်းအခုလိုပေါက်ကရ interview တွေကိုသူတို့တွေ live view နေရတာကသူတို့ရဲ့စိတ်ကနေပြီးတော့ view ရှင်တို့ live view နေရလို့ခမားရတွေထင်ကောင်းထင်နိုင်တယ်ဒါပေမဲ့ဒါကခမားတို့အထင်နဲ့လွဲနေပါတယ်ဘာလို့လဲဆိုတော့အခုလိုမီဒီယာတခုကိုတီထောင်တဲ့အခါမှာအသင်းနေအများကြီးရှိပါတယ် ကိုနက်ခရီတာဆိုကိုနက်ခရီယေးရှင်းလောက်တဲ့အပိုင်းမှာရှိတဲ့သူတို့ team နေရှိတယ်။ interview ဆို interview ပိုင်းမှာရှိတဲ့ team နေရှိတယ်။အဲပြီးသွားတော့ကျွန်တော်တို့ဒီယာတွေအားလုံးကို manage လုပ်နေရတဲ့ဒီပေါ်တော့ media team တခုလည်းရှိပါတယ်။ဥပမာဆိုပါဆို A ဆိုတဲ့ media တခုကဘယ်ဆယ်လီကဘလို့ဖြစ်နေလဲဆိုတော့အဲသူ့အနေနဲ့ရိတ်တကြီးကြီးလိုက်ကြည့်နေရပါတယ်။ဒီဆယ်လီနဲ့သူတို့ကပတ်နာဖြစ်သွားခဲ့ဆိုလို့ရှင်တော့အသေးစားပေါ့ဒီဆယ်လီသွားတဲ့မြန်နေရာတွေကိုလိုက်ပြီး interview ရတာရှိတယ်။ ဲ့လိုပုံစံမျိုးရင်းနဲ့တွားနေတာပါဒါပေမဲ့သူတို့ရဲ့စေခိုင်းသမျှညွှန်ကြားချက်တိုင်းကိုလိုက်ပြီးလုပ်နေရတာကခမားတွေနေစဉ်ပြောနေတယ်ပေါ့နော်ဒီမီဒီယာသမားတွေပေါ့အားလုံးကိုမျိုးလုံးထဲမှာမြင်ဆောင်ပြောရမယ်ဆိုလို့ရှိရင်ဟိုတလောကပေါ့နော်အဲရုပ်ရှင်မင်းသားတစ်ယောက်ကိုကျွန်တော်တို့တွေအဲပြောလိုက်တဲ့အခါမှာဒီမင်းသားတစ်ယောက်ရဲ့ရရဆက်ဆက်ဆဲဆုံမှုကိုခံခဲ့ရတယ်ပေါ့နော်ဒီမီဒီယာသမားကလည်းအစောပြောလို့သူ့ရဲ့အလုပ်က view ရတာဖြစ်တယ်သူ view တဲ့ဒီ dialogue တွေအားလုံးကွန်းနဲ့နေအားလုံးကွာ ကိုနဲ့ creation လုပ်တဲ့ဒီပေါ့နော်ကိုနဲ့ creator တရားရှိတယ်သူရဲ့ creation လုပ်ထားတဲ့စာတို့တွေကိုပဲသူကဖတ်ပြီးတော့ဒီတော့အတာတွေပြီးတော့ cell တွေကို လိုက်ပြီး view ရတာဖြစ်ပါတယ်ဒါကြောင့်မလို့အစိုးက view လိုက်ရတဲ့လူကတော့သူ့အတွက်တကယ်တမ်းတော့သူ view ကျင်တဲ့အရာကမဟုတ်ဘူးသူရဲ့လောက instruction ရညွှန်ကြားချက်အတိုင်းသူ view ခိုင်းတဲ့လူကိုအဲသူ view ရမဲ့စကားလုံးတွေကိုပြောပြရတာဖြစ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့တွေပေါ့နော်အဲသူရဲ့စိတ်ကြိုက်လိုရတာမဟုတ်ဘဲနဲ့အထက်ကညွှန်ကြားချက်အတိုင်းလိုရတာဖြစ်တဲ့အတွက် ်အဲသူအခုလိုမျိုးအစဲခံထိသွားရပေါ့နော်အဲဒါကြောင့်လဲအဲ့ဒီအတာကနေပြီးတော့မြင်ဘဲမီဒီယာလဲလို့မေးတာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ရဲ့စိတ်ထဲမှာတော့ဒီမီဒီယာသမားလေးကိုအလုတ်ထုတ်လိုက်ပြီးလို့ဘာညာတို့ကျွန်တော်တို့ထင်ကောင်းထင်နိုင်လိမ့်မယ်ဒါပေမဲ့လဲဒီ content ကို create လုပ်တဲ့ content creator ဆိုတာတက်တက်ရှိပါရဲ့ပေါ့နော်ဒါကတော့ကျွန်တော်တို့မမြင်နိုင်တဲ့နောက်ွယ်ရသူတို့ရဲ့အဲ business flow တွေပါအဲလုပ်ငန်းအသွားအလာတွေဖြစ်တဲ့အတွက်ဒီရောက်တော့ကျွန်တော်အဲဒသိတစည်းတွေလိုက်ပြီးပြောမနေတော့ဘူးဗျာ ပြောချင်တာကအခုလိုမီဒီယာသမားတွေရဲ့ဘဝကအထက်ကအင်ဆွေရှင်ညွန်ကြားချက်အရာလိုက်ပြီး view နေရတာဖြစ်တဲ့အတွက်သူတို့ရဲ့ဘဝတွေကတကယ်တမ်းတော့အရန်ကိုသနာစရာကောင်းပါတယ်။မှန်ပါတယ်တချို့မီဒီယာတွေဆိုလို့ရှိရင် Trump ဖြစ်တဲ့ကောင်တွေ၊ Sally ဖြစ်တဲ့ကောင်တွေကိုလိုက်ပြီးဘာလို့ view နေတာလဲလို့ခင်ဗျားတို့ထင်ကောင်းထင်လိမ့်မယ်။ဒီမီဒီယာသမားတွေရဲ့လောကမှာကလည်းသူ့အနေနဲ့အပိုင်ပိုင်ခြားရှိပြီးသားပေါ့နော်။အဲကျွန်တော်တို့ BBC လိုပုံစံမျိုးဆိုလို့ရှိရင်တော့နိုင်ငံရေးသတင်းတွေကိုအဲကဘာသဝမ်းကသတင်းတွေကိုတင်လေ့ကျင့်တာရှိတယ်ဗျ။ အခုလိုမျိုးဒီနာမည်ကြီး MC တို့လို Sunday တို့လို့အဲပြီးွားတော့ဒီပေါ့နော်တခြားဒီ channel တွေရှိရပေါ့နော်ဒီ interview channel ဆိုလို့ရှိရင်ကြတော့အစောပြောလို့အဲသူတို့ကတော့နေ့စဉ်နဲ့မျှ Trump ဖြစ်နေတဲ့ကောင်တွေကို live ပြီးွားမှာပါခမားတို့ရဲ့ဒီနေ့စဉ်ဘဝမှာဒါဒီ media သမားတွေကိုဖယ်ထုတ်လိုက်မယ်ဆိုရင်ဘာတွေဖြစ်သွားမလဲဆိုတော့နေ့စဉ်နဲ့မျှကိုအားပေးရဲ့အတာတွေပြီးွားတော့ဒီနိုင်ငံမှာရှိနေတဲ့ပေါ့နော် Trump ဖြစ်နေတဲ့အရာတွေကိုကျွန်တော်တို့ live ပြီးတော့ follow up လုပ်လို့ရမှာမဟုတ်ပါဘူး ဒါကြောင့်မလို့အဲပေါ့နော်ဒီမီဒီယာဓမာတွေကိုလည်းကျွန်တော်တို့တွေအသေဖယ်လို့မရသလိုကျွန်တော်တို့ရဲ့နေစဉ် flow မှာလည်းသူတို့ကိုအဲဖယ်ထုတ်လို့မရတဲ့အပိုင်းကဏ္ဍမှာရှိပါတယ်။လော်လော်လေးနဲ့ရိုးရိုးရှင်းရှင်းလေးပဲပြောလိုက်မယ်။ခင်ဗျားတို့အားပေးနေတဲ့နုမြာရှင်တယောက်ရဲ့နေစဉ်လှူရှားသွားလာပုံတွေကိုခင်ဗျားတို့ဘယ်လိုသိနိုင်လဲ။အသိနိုင်တာကတော့သူ့ရဲ့ Facebook account ဒါမှမဟုတ်လို့ရှင်သူ့ရဲ့ TikTok account Instagram account အစရှိတဲ့ account တွေကပဲခင်ဗျားတို့စောင့်ကြည့်လို့ရကောင်းရလိမ့်မယ်။ဒါပေမဲ့သူ့ရဲ့ပြောကြားဟန်တွေသူ့ရဲ့လှူရှားပုံတွေကိုကြတော့ ခုလိုမီဒီယာသမားတွေကလည်းဆင်အပြန်မြင်ရပြုရတာရှိပါတယ်ဒါကြောင့်မလို့မီဒီယာသမားတွေကိုလည်းဒီနေရာကနေယေစုတမားတွေပြောချင်ပါတယ်။အပြီးတော့သူတို့တွေပေါက်ကရလိုင်းမေးတိုင်းကလည်းအစောပြောလို့ဒီမီဒီယာသမားတွေမေးချင်လို့မေးတာမဟုတ်ဘူး။အဲသူတို့ရဲ့အထက်က instruction ကမေးတယ်ဆိုတာလေးကိုခင်ဗျားတို့ကိုကိုပြပြသိသိချင်တာပါ။နောက်တစ်ခုကဒီမီဒီယာသမားတွေအခုလို့ဘာလို့လိုင်းမေးနေရတာလဲဆိုတော့မေးခွန်းလေးလည်းခင်ဗျားတို့သိချင်လိမ့်မယ်လို့ထင်တယ်။ဘာလို့မေးနေရတာလဲဆိုတော့ အဲသူတို့မှာအခုလိုမျိုးအဲခင်ဗျားတို့မထင်သားလောက်တဲ့ဝင်ငွေတွေရရှိလို့ဖြစ်ပါတယ်။ Okay မီဒီယာသမားမှာဆိုလို့ရှိရင်ကျွန်တော်တို့တွေကနှမျိုးနှစားရှိပါတယ်။မီဒီယာသမားလို့ဒီနေရာမှာတော့မသုံးတော့ဘူး။မီဒီယာကြီးတစ်ခုမှာဆိုလို့ရှိရင်တော့အဲသူတို့ဝင်ငွေရပုံကနှမျိုးနှစားရှိတယ်။ပထမတစ်မျိုးကဘာလဲဆိုလို့ရှိရင်တော့အဲသူတို့ကိုလာပြီးခေါ်တဲ့အနုပညာရှင်တွေ Sales Mall တွေကနေပြီးတော့သူတို့ကိုပတ်စံပေးပြီးတော့ခေါ်လို့ငှားလို့ရပါတယ်။ဒါပါဆိုခင်ဗျားက TikTok မှာဗီဒီယိုတစ်ပုဒ်ပေါက်သွားရတယ်ဆိုပါဆို။ ဟာသားဗီဒီယိုလေးတစ်ပုဒ်ပေါ့နော်။ Okay ဒီဗီဒီယိုလေးကရှမ်းရှမ်းသာပေါက်နေတာကိုလက်ရှိသွားနေတဲ့အရာကလည်းဒီဆိုရှယ်မီဒီယာပေါ်လာမှထပ်သွားဖို့စဉ်းစားထားရဲဆိုလို့ရခင်ဗျားကကိုကိုပေါ့နော်ကိုရဲ့ဒီဈေးနှုန်းနဲ့အဆင်ပြေတဲ့မီဒီယာတကူခေါ်လိုက်တယ်ဆိုပါဆိုဥမာ A ဆိုတဲ့မီဒီယာကအဲသူ့ကိုတစ်ခါလာပြီးမှဆိုလို့ရှိရင်အဲ view ကတသိန်းဆိုတော့ခင်ဗျားရဲ့ budget နဲ့ကိုက်တော့ခင်ဗျားဒီမီဒီယာသမားကိုခေါ်လိုက်တယ်ကိုရဲ့ကျွန်တော်ငှားမယ်ဈေးဘယ်လောက်လဲအခုရေတသိန်းမှရတယ်โอเคကျွန်တော်လာ view လဲပါကျွန်တော်တသိန်းပေးပါမယ်ဆိုပြီးတော့ သူတို့ကဒီနေရာနဲ့တခါရရတယ်။အနောက်ဘယ်နေရာကနေတခါရရလဲဆိုတော့အဲ့ဒီဗီဒီယိုကိုသူတို့ရဲ့ page YouTube account TikTok account မှာတင်လိုက်တဲ့အတွက်အဲ့ဒီ social media အသုံးကလည်းပိုက်ဆံထက်ရပြန်ရောပေါ့နော်။အဲအဲ့လိုမျိုးပေါ့နော်။အဲအဲ့ဒီ social media တွေကလည်းရတယ်လို့အစိုးရပြောလို့သူတို့တွေကိုလာဖြူခိုင်းတဲ့ client စီကလည်းတစ်ခေါက်ပြန်ရတယ်ပေါ့နော်။အဲအခုလိုအနေထားနှစ်ရက်နဲ့ရပါတယ်။အဲတချို့အရန်ကိုရှမ်းချမ်းသောဆယ်လီတွေဆိုလို့ရှိရင်တော့ အဲသူတို့ကပတ်စံပေးရတာမျိုးလည်းရှိတယ်ဗျာဥပမာကွီးနေထူနာဆိုလို့ရှိရင်သူ့ကိုလာပြီးမှဆိုလို့ရှိရင်တော့သိကြပါအဲသူ့ကိုပတ်စံပေးရတာမျိုးရှိတယ်ဒါကတော့သူ official ကြေညာထားရလည်းဖြစ်တယ်ပေါ့နော်ကျွန်တော် interview ဖြေရမယ်ကျွန်တော်ကိုလာမေးမယ်ဆိုရင်တော့ကျွန်တော်အမှုပညာရှင်ယူပါမယ်လို့ကျွန်တော်ကစဖြေခဲ့တာအဲဒီတော့ကတော့ကျွန်တော်ကိုပြောတာပေါ့ဟာလက်ရှိမြန်မာပြည်မှာအောင်မြင်နေတဲ့မင်းသားတွေတော့အလိုမလိုဘူးအဲတော်မင်းသားဆိုတော့ဒါမီဒီယာတွေကလည်းကျွန်တော်ပြောတာပါပဲတကယ်တမ်းဆိုညီမလေးစဉ်းစားကြည့်လေအခုထားပါတော့ MC ရဲ့ view ကဘယ်လောက်ရှိလဲ MC ကကျွန်တော်ရဲ့ကြော်ညာကျွန်တော်ရဲ့ interview တစ်ခု ဟုတ်တယ်မလားဖြူလိုက်ပြီဆိုတာနဲ့အကြောညာအများကြီးရတယ်ဟုတ်တယ်မလားအဲအဲ့လိုပဲကျွန်တော်ကလည်း MC ရဲ့ပြည်သက်တွေ MCU အပေးနေတဲ့ပြည်သက်တွေအများကြီးရအဲ့ထက်ကနေမှနည်းနည်းဆက်ခံရသေးတယ်ဟုတ်တယ်မလားဒါပေမဲ့ MC ကဆက်လည်းမဆက်ခံရဘူးဘာမှလည်းမပြောခံရဘူးအဲ့အဲ့အဲ့လိုမျိုးပြာအဲ့ပုံမှာတယောက်နဲ့တယောက်ဝင်းဝင်းဖြစ်တာကိုကျွန်တော်သဘောကျတာ MCG ပဲဖြစ်နေအကြံနဲ့မီဒီယာလေးတွေကို ျွန်တော်မဖြစ်ဖြစ်ဘူးဆိုတာသူတို့ကလည်းအဲ့လိုမျိုးလာမမေဘူးလာမပြောဘူးညီမတို့ကကြာအမြဲတမ်းဖုံးဆက်တယ်အကုန်ထိထူနိုင်ရေဘလို့ရှိလဲအကျွန်တော်ဒီလိုလေးရှိတယ်ပြီးတော့ကျွန်တော်ပြောထားတဲ့ဟာတွေဆိုလဲလမ်းပို့တယ်ဒါလေးဆိုအဆင်ပြေလားဒါလေးဆိုရတင်လို့ရလားဒီရုပ်ကတ်တွေတုံးလို့ရလားဒါဟာတယောက်နဲ့တော် respect လေးဝေးကြီးကိုပြောနေတာမဟုတ်ဘူးတယောက်နဲ့တော် respect ကိုပြောစီချင်တာဒီနေသားနှစ်ရက်နဲ့မီဒီယာသမားတွေကရက်တည်နေတာသူတို့ရဲ့ဝင်ငွေတွေကဘယ်လောက်ရှိမလဲဆိုတော့အဲဆိုတာပြောလို့အတင်းတစ်ခုလုံးကိုတောင်တိဆောက်နိုင်တဲ့နေသားဆိုတော့ဝင်ငွေတွေကခံမှန်းလို့မရဘူးကောနော် တော်တော်လေးကိုများနိုင်ပါတယ်။ပြီးတော့ Facebook လိုနေရာမျိုးကတော့သူတို့တော့ဝင်ဝင်ပိုကောင်းနိုင်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒီနိုင်ငံရဲ့နေထိုင်ရာက VPN ခံပြီးကြီးနေရတာဖြစ်တဲ့အတွက်ကြော်ညာတွေတက်တယ်ပေါ့နော်။အဲ့လိုကြော်ညာတွေကနေသူတို့တွေကပတ်စံရပါတယ်။ဒါဆိုရင် ကျွန်တော်ကပတ်စံမရဘူးလားလို့ခင်ဗျားတို့ရေမေးကောင်းမေးလာနိုင်လိမ့်မယ်။ကျွန်တော်လည်းရတယ်။ဒါပေမဲ့ကျွန်တော်က YouTube လိုနေရာမျိုးကပဲအဲကျွန်တော်က main focus ထားပြီးတင်နေတာဖြစ်တဲ့အတွက် YouTube ကပဲပတ်စံရပါတယ်။ကျွန်တော်ရဲ့ရတဲ့ပတ်စံကအရင်ကြီးတော့မများဘူး။ ဒါပေမဲ့အစောပြောလို့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြိုက်နေတတ်တယ်အဲကျွန်တော်ကလည်းကူညီနေတယ်ဆိုလို့ရှိရင်တော့ YouTube လိုနေရာမျိုးမှာကျွန်တော်ရဲ့ဗီဒီယိုလေးတွေကို VPN ခံပြီးကြည့်ပေးမယ်ဆိုလို့ရှိရင်တော့ကြော်ညာလေးတွေတက်လာလိမ့်မယ်ကျွန်တော်တင်တဲ့ဗီဒီယိုလေးတွေကလည်းခင်ဗျားတို့အဆင်ပြေတယ်ပြီးတော့ဗဟုသုတလည်းရတယ်အပြီးတော့ကျွန်တော်ကလည်းရေရှည်ရက်တီစေခြင်းနဲ့ဆိုလို့ရှိရင်တော့စောပြောလို့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကို VPN လေးတွေခံပြီးတော့ကြည့်ပေးရင်တော့အဲဒေချာပေါ့ကျွန်တော်အခုလက်ရှိရနေတဲ့ငွေအနေထားနေပြီးတော့၄-၅ဆလောက်တက်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ကအခုလိုမျိုးလေးအကူညီပေးခြင်းအားဖြင့် အဲခမောက်လည်းလည်းအဆင်ပြေလို့ကျွန်တော်တို့လည်းပို့ပြီးတော့အဆင်ပြေလက်အနေထားမျိုးရှိပါတယ်။ဒါပေမဲ့အဆင်ပြေမှကြည်ပါဘောနော်အဆင်မပြေလို့ရှိရင်လည်းကြည်ရမလိုပါဘူး။ Okay နောက်လာမယ့်ဗီဒီယိုလေးမှာလည်းခမောက်တို့အသုံးဝင်ပြီးတော့ဘောနော်အဲရန်ကုန်ဘူးသားရာသီမှအကြောင်းအရာလေးနဲ့ပြန်လာခဲ့ပါမယ်။ထုံးစံတိုင်းမေးစရာရင်တော့ကျွန်တော်ကတော့ Modern Techno ပါ။